အလုံးမဲမင်္ဂလာပါဒီပိုလေးမှာကျွန်တော် sharing လုပ်ပေးချင်တာကတော့ကျွန်တော်တို့အခုလိုမျိုးပေါ့နော် license ပုံလေးတွေကိုကိုယ်တိုင်ဖန်တီးတက်ချင်တဲ့မိတ်ဆွေတွေအတွက်မျှဝေပေးချင်ပါတယ်ကျွန်တော်ပထမဗီဒီယိုတစ်ပုဒ်တင်ပေးတာရှိတယ်ပေါ့နော်အဲ့ဒီဗီဒီယိုမှာကတော့ကျွန်တော် edit တဲ့နီလန်းပေါ့နော် edit တဲ့နီလန်းကတော့အနုစိတ်တယ်တေသက်တယ်လှပတယ်ပေါ့နော်အခုကတော့ဒါကျွန်တော်တို့ AI ကိုအသုံးပြုပြီးတော့ပေါ့နော်ကိုလိုချင်တဲ့ဓာတ်ပုံတစ်ပုံကိုဝက်ခိုင်းညင်တဲ့အိမ်တွေကိုပေါ့နော်ဒါအလွယ်ဆုံးဒါဆွဲထည့်လိုက်လို့ပဲပေါ့နော်အဲ့ဒီလောက်ကိုလွယ်တယ် โอเคဒီနေ့တော့ဒါအလွယ်ဆုံးနည်းလမ်းလေးကိုပေါ့နော်အဲကျွန်တော် share တင်လုပ်ပေးမယ်အဲတချို့မိတ်ဆွေတွေကြတော့လဲဒါကျွန်တော်တို့မဖြစ်မနေပေါ့နော် line စပုံလေးတွေကအရင်အလွန်အရေးကြီးတဲ့အချိန်မျိုးလေးဆိုရင်ဒါသွားရိုက်ရမယ်ဆိုရင်ပတ်စံပို့ပြီးတော့ကုန်တယ်ပေါ့နော်ကိုယ်ပိုင် edit တွေလုပ်လုပ်ပြီးတော့အဲပုံလေးတွေသွားကုလိုက်ရင်ဒါပတ်စံလည်းအကုန်ကြတ်တက်တာပါပေါ့နော်ဟုတ်ကဲ့ပါဟဲ့ဒီနည်းလမ်းလေးကိုကျွန်တော် share တင်လုပ်ပေးပါမယ် โอเคဒါဆိုရင်ကျွန်တော် license ပုံပြုတ်လုပ်တဲ့နီလိုင်းလေးကိုမျှဝေပေးမယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့က license ပုံပြုတ်လုပ်ဖို့တော့အဓိကဓာတ်ပုံတစ်ပုံလိုတာပေါ့နော်အခုအခုလောက်ချင်တဲ့ဓာတ်ပုံလိုတာပေါ့နော်အဲ့ဒီဓာတ်ပုံမှာကကျွန်တော်ရဲ့မစ္စကစကေးချဖို့လို့လိုတယ်စကေးချဖို့ဆိုတာလက်ပြီးနေဒီလိုမျိုးတူကြီးငုံနေတာတော့ဒီလိုမျိုးလန်နေတာတော့ဒီလိုမျိုးတွေခွင်နေတာတော့ပေါ့နော်အဲ့ဒီလိုမျိုးတော့မဖြစ်စင်နေပေါ့နော်အဲတက်တက်မဲ့မဲ့လေးဓာတ်ပုံရိုက်တဲ့နေရာမှာတက်တက်ကျွန်တော်ရဲ့လူတိုင်းကတော့ passport ပုံနဲ့ရိုက်ဘူးပါတယ်နော်အဲဒါပေမဲ့နည်းနည်းတက်တက်လေးရိုက်မယ် โอเคဓာတ်ပုံလေးကိုရိုက်တက်တက်လေးရိုက်မယ်ရိုက်တဲ့နေရာမှာနောက်ခံကာလာလေးကိုတက်နေရာတယောင်နဲ့ရိုက်ထားတော့ပိုကောင်းတာပေါ့နော်ဥပမာနောက်ကအဖြူဆိုလည်းဖြူအမဲဆိုလည်းမဲအပြာဆိုလည်းပြာပေါ့နော်အဲဒီလိုမျိုးနေရာလေးမှာရက်ပြီးရိုက်ထားတော့ပိုကောင်းတယ်အနောက်ခံနေရှုပ်နေရောမရဘူးလားဆိုတော့ရတော့ရတာပေါ့နော်ဒါပေမဲ့ပို့ပြီးတော့စကေးပိုကောင်းပို့ပြီးတော့တေတက်သွားအောင်ပေါ့နော်အဲနောက်ခံရောင်တယောင်လေးနဲ့ရိုက်မယ်လေပင်းရအဓိကကတော့လေပင်းကလိုမတူနေဘူးလို့တာပေါ့နော်အတချို့ဒီလိုမျိုးတူနေတာရှိတယ်ပေါ့နော်ဟာဒီလိုမျိုးတွေဆိုရင်တော့တိတ်မလှဘူးပေါ့နော်စမတ်ချာချာရိုက်ပြီးတော့ဓာတ်ပုံတွေရှိပြီဆိုရင်ဒါကျွန်တော်တို့က အကိုလည်းစမတ်ကြကြအင်ဂျီတွေဝစ်ပြီးတော့ဒါကျွန်တော်တို့လိုင်စင်ပုံလေးပြုလို့လို့ရတယ်ပေါ့နော်။ Okay ဒါဆိုရင်ဓာတ်ပုံရသွားပြီပေါ့နော်။အဲဓာတ်ပုံရသွားပြီဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေကနောက်တစ်ချက်ကဒါ internet line လို့တာပေါ့နော်။ဒီကောင်လောက်ဖို့အတွက် internet line လို့တယ်။အဲကျွန်တော်တို့က AI အသုံးပြုရမှဖြစ်တဲ့အတွက် internet line လို့တာပေါ့နော်။ Okay ဒါဆိုရင်ရပြီ။အရပြီဆိုရင် browser တစ်ခုကိုဝင်လိုက်။ကြိုက်တဲ့ browser ကိုဝင်နော်။အများအသုံးပြုတဲ့ Chrome browser နဲ့ပဲကျွန်တော်ပြပေးမယ်ပေါ့နော်။အဲဒါဆိုရင်အဲ browser တစ်ခုတည်းကိုကျွန်တော်ဝင်မယ်။ဝင်ပြီးတော့ဒီ server လေးမှာကျွန်တော်ရဲ့မိတ်ဆွေကဒီတိုင်းရေးလိုက် cut out upload လို့ရေးလိုက်ပေါ့နော်။ အဲကျွန်တော်ကရေးထားတာရှိတဲ့အတွက်ရှေ့မှာလောက်ပြတာရှိတယ်ပေါ်နေတယ်ဗောနော်ဒီအောက်က card upload passport ဗောနော်ဒီတိုင်းလေးကိုကျွန်တော်ရေးမိဆိုတာအရက်ချလိုက်အရက်ချပြီးပြီဆိုရင်ရေးလိုက်ဗောနော်အဲပြီးသွားပြီဆိုရင်ဒီနေရာမှာအဲဒီမှာ link လေးလက်ကျထားဗောနော်ကျွန်တော်ကရှေ့မှာဝင်ထားတာဖြစ်တဲ့အတွက်ဒီလိုမျိုးလေးပေါ်နေတာဗောဒါဆိုရင်ဒီအပေါ်ဆုံး link နဲ့ဝင်အဲတစ်ချက်ဝင်လိုက်ဝင်လိုက်ပြီးပြီဆိုရင်ဒီမှာကျွန်တော်တို့ကဓာတ်ပုံထည့်ဖို့အတွက်ဗောနော်အဲဒီညာနီလေးအပေါ်တက်နေတာရှိတယ်အပ်လုဒ် email ဗောအဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက် โอเคဒီမှာကျွန်တော်ရှေ့မှာတပုံလောက်ထားရှိတယ်ပေါ့နော်ဒီပုံကိုဒီလိုမျိုးလောက်ထားတာပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီဘက်ကပုံလေးကိုကျွန်တော်လောက်ပြရမယ်နော်အဓိကကတော့ဒီလိုမျိုး level တက်နေတာတော့ကောင်းတာပေါ့နော်သူကနည်းနည်းလေးဒီလိုမျိုးစောင်းနေသေးတယ်နော်အဲစောင်းနေတယ်ရနေပြီပေါ့နော်ကျွန်တော်ပြပေးမယ်ဒါဆိုရင်သူ့ကိုကျွန်တော်နှိပ်လိုက်မယ်အဲဒီလိုမျိုးလေးအမှန်လေးချက်လိုက်ချက်လိုက်ပြီးဟိုကဒန်းဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပေါ့နော်โอเคဒါဆိုရင်သူကဒီနေရာမှာလုတ်တယ်ဒီနေရာမှာဒါကတော့ internet line လိုတယ်နော် internet line လိုတယ် internet မရှိရင်တော့အဆင်မပြေဘူးပေါ့နော်โอเคဒါဆိုရင်ဒီနေရာဒီတိုင်းလေးရောက်လာပြီး အဲ့တချို့ဒီနေရာမှာကျွန်တော်တို့ကဒီအင်ဂျီလေးတွေနှိမ့်တဲ့နေရာလေးတွေပေါ့နော်အဲ့လိုက်နှိမ့်တဲ့နေရာလေးတွေကြရင်အဂျီမင်းဝင်ခိုင်းတာရှိတယ်အဲပုံတိုင်းတော့မဟုတ်ဘူးနော်ဝင်ခိုင်းရင်ဂျီမင်းဝင်ခိုင်းရင်အဂျီမင်းပုံလေးပေါ်လာတယ်ဂျီမင်းလေးကိုနှိမ့်လိုက်အဲ့သူ့ဘာလို့ဂျီမင်းနဲ့ဝင်သွားမှာဒါမှဂျီမင်းနဲ့ဝင်ရင် Facebook နဲ့ဝင်ရင်လည်းဆိုတော့ Facebook လည်းပါတယ်အဲ Facebook လေးနှိမ့်တိုင်းအော်တိုဝင်သွားတယ်ပေါ့နော်ဒါကဂျီမင်းအကောင့်ဝင်ခိုင်းတာပေါ့နော်ဒါကတော့ကျွန်တော်ရေးမစင်နားလဲမှာပေါ့နော် โอเคแล้วส่วนเราတို့ကအကြီးကြီးမင်းတောင်းတော့ကြီးမင်းထည့်ပေးလဲပေါ့နော်ဟာအထည့်လို့ပြီးသွားပြီဆိုရင်ဒီနေရာမှာဒါကျွန်တော်ကအင်ဂျီလေးဝက်ခိုင်းမယ်ပေါ့နော်အင်ဂျီဝက်ခိုင်းမယ်ဆိုတော့ဒီမှာယောက်ျားမိန်းမအဲကြိုက်တာလေးပေါ့နော်ကျွန်တော်မြားလေးတစ်ချိန်1 2 3ပေါ့နော်အဲဒီ3ခုကပြောင်းလို့ရတယ်ဒီဘက်ကဆေးခွက်ပုံလေးကလည်းပြောင်းလို့ရတယ်နော်အဲဒါဆိုရင်ကျွန်တော်အင်ဂျီလေးတစ်ချိန်ကိုသူ့ကိုဆန်းပြီးတော့ပေးဝစ်ကြည့်မယ်ပေါ့နော်ဟာဒီအင်ဂျီလေးတစ်ချိန်ကိုကျွန်တော်နှိပ်ကြည့်မယ်အဲဘာမှလောက်ဆရာမလိုဘူးနော်အဲကိုကြိုက်တာလေးလိုက်ထည့်တော့ဒါတော့သူကနည်းနည်းမျက်နှာလေးကစောင်းနေတယ်နော် အဲ့ဘာလို့ဒီမှာလယ်ဘင်းမှာကြည်လိုက်အမဲနေတယ်ဒီလိုမျိုးတွေပေါ့နော်အဲကျွန်တော်ဓာတ်ပုံရိုက်တဲ့နေရာလေးဒီမှာတစ်ချက်သတိထားအကိုကမီးရောင်အောက်ကရိုက်ရင်လယ်ဘင်းမဲနေတာလေဒီလိုမျိုးပင့်ရိုက်ရင်တော့ဒါကတော့အမိတ်ဆွေရဲ့ scale ဗီဒီယိုရိုက်တဲ့ဓာတ်ပုံရိုက်တဲ့ scale ပုံမှာမူတည်သွားပါဘောနော်အဲမီးရောင်ထိုးတာလေအဲကျွန်တော်ရဲ့မစ်ဆွေမီးမှုဒါဆိုရင်လယ်ဘင်းနေမဲနေတယ်ပေါ့နော်အဲဒါမျိုးတွေတော့အလင်းရောင်ရှိရကောင်းကောင်းနေရာကိုတည်တည်ချာချာလေးရိုက်ပေါ့နော်ဒါဆိုရင်လယ်ဘင်းကလည်းတုံနေတယ်အဲကျွန်တော်ဒီဘက်ကအင်ကြီးဖြေပြပေးမယ်နော်အဆင်ပြေတဲ့အင်ကြီးလက်ဝဲပေါ့နော်လူနှဲကလည်း အလဲပင်အချိုးစားတွေအဲဒီကောင်ဆိုရင်မစိုးဘူးเนาะအဲဒီတိုင်းလေးရတယ်အလဲပင်လေးမှာကြည့်လိုက်ဒီသူ့ရဲ့ပါးအဒီအောက်ကမဲနေတာကဒါမီးထိုးတာမဟုတ်တော့ဘူးเนาะအဲဒါကြောင့်အဲဓာတ်ပုံရိုက်တဲ့နေရာတွေထားတွေကလည်းလိုသေးတာဗောနော်အဲကျွန်တော်ကတော့အဲ့ဒါတွေပြပြောမှာမဟုတ်ဘူးเนาะဒါပေမဲ့ license ပုံပြုတ်လို့တဲ့နေကိုပြောမှာဗောနော်โอเคဒါဆိုရင်ဒီရင်းကြီးလေးကကြိုက်ပြီလားဒီရင်းကြီးနဲ့ဆိုသူနဲ့အနေနဲ့အဆင်ပြေတယ်ဗောနော်အဲဒါဆိုရင်ကျွန်တော်ရင်းစကားဒီဘက်မှာအဲကျွန်တော်မြန်လေးစကားဒါကအင်ကြီးထဲမှာဗောနော်အဲဒါဆိုရင်ဒီဘက်ကဆေးခွက်လေးကိုတစ်ချက်နှိပ်ကြည့်လိုက် โอเคဆေးကွက်လေးနေလိုက်ရင်ဒီမှာအယောင်စုံရှိတယ်ဗောနော်ကျွန်တော်ရဲ့မိဆွေကကိုကြိုက်တဲ့အယောင်ဗောနော်အနီယောင်ကြိုက်ရင်အနီယောင်ထားလို့ရတယ်အဲအပြာယောင်ကြိုက်ရင်အပြာယောင်ဗောနော်အများသောအပြည့်လိုင်းစုံကအပြာနဲ့အဖြူနဲ့များပါတယ်ဗောနော်โอเคဒါဆိုရင်ကျွန်တော်ဒီဘက်ကအယောင်နေမကြိုက်သေးဘူးဗျာဆိုရင်လည်းအဲဒီဘက်ကဒီလိုမျိုးဗောနော်ဒီနေရာလေးကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော်ရဲ့မိဆွေကယူလို့ရတယ်โอเคဒါဆိုရင်ဒီအယောင်လေးကြိုက်ပြီပေါ့နော်အကြိုက်ပြီဆိုရင်တချို့ကြတော့ဒီနေရာမှာဒန်းဟောဥမာနှိမ့်မိသွားတာပဲဖြစ်ဖြစ်အဲပုံဝတ်တနေရာဘေးကိုထိဆိုကြာသွားပဲဒီလိုမျိုးဖြစ်သွားပြီဆိုရင်ဒါခုနကနေရာလေးကိုကျွန်တော်တို့ကပြန်သွားဖို့အတွက်ပေါ့နော် အဲဒီမှာဒီဒီကျွန်တော်မျှထောက်ထားတဲ့အကြောင်းလေးပေါ့နော်အခုနေနီလို့တစ်ချက်ပြန်နေတဲ့ဒီနေရာကိုပြန်ရောက်သွားတယ်ပေါ့နော်အကျွန်တော်မိတ်ဆွေကဒီနေရာမှာနည်းနည်းကြည့်လိုက်ပေါ့နော်အဲကြည့်လိုက်ဆိုတာဒီပုံလေးကိုကြိုက်လာပေါ့အဲအကြီးအနေနဲ့လည်းကြည့်လို့ရပါအကြီးအနေနဲ့ကြည့်ပဲဆွေတန်းလေးကိုတစ်ချက်နှိမ့်လိုက်အနှိမ့်လိုက်ရင်ဒီလိုမျိုးလေးပေါ်တယ်ပေါ့โอเคဒီပုံလေးကဒါကိုကြိုက်သွားပြီလားပြင်ရရှိသလားပေါ့နော်โอเคโอเคသဘောကျသွားပြီကြိုက်သွားပြီဆိုရင် download ဆွဲမယ်ဆိုရင်လည်းလွယ်လွယ်လေးပဲပေါ့နော်အဲ့ဒီလောက်ကိုလွယ်ပေါ့နော်အဲကျွန်တော်မိတ်ဆွေက download ဆွဲမယ်ဆိုရင်ဒီမြားလေး outside နေရာလေးရှိတယ်အဲ့ဒီနေရာလေးကိုတစ်ချက်နှိမ့်လိုက် အနည်းလိုက်ရင်သူကဒီမှာပေါ့နော်ပင်ကျင်လိုက်ခြေဖက်လာပေါ့နော်အဲပင်ကျင်တဲ့ဘက်ပေါ့နော်ယူမယ်ဆိုရင်ဒီဘက်က download လေးကိုဒီမှာလေးထားမယ်ထားပြီးတော့မှ download ဆိုတာလေးနှိပ်လိုက်အဲခဏဆောက်လိုက်အဲအဲ့ဒီလောက်ကိုလွယ်တယ်ဒါဆိုရင်ကျွန်တော်ဓာတ်ပုံတစ်ပုံတင်လိုက်ပြီပေါ့နော်အဲဒါဆိုရင်ကျွန်တော်ဓာတ်ပုံတင်လိုက်ပြီဒါဆိုရင်ကျွန်တော် gallery ထဲကိုတစ်ချက်သွားကြည့်မယ် okay ဒါဆိုရင်ကျွန်တော်ရဲ့ line ရှင်ပုံကအဲကျွန်တော်ဒီလိုမျိုးရသွားပြီပေါ့နော် okay အဲ့ဒီလောက်ကိုလွယ်တယ်နောက်တစ်ချက်ပေါ်တော့ကျွန်တော်ဒီနေရာမှာယောက်ျားကြီးပဲမဟုတ်ဘူးเนาะမိမကြီးမိမလည်းလှုပ်လို့ရတယ်ဆိုတော့ထပ်ပြပြီးမယ် โอเคဒါဆိုရင်ကျွန်တော်ဒီတိုင်းလေးလွှဲလိုက်မယ်လွှဲလိုက်ပြီးတော့အဒီနေရာမှာဒါ main ကလေးပုံဖြစ်နေတယ်ဗောနော်အဲကျွန်တော်ရေးမိချက်ကအဲဒါဆိုရင်ကျွန်တော်ကအင်ဂျီယာ main ကလေးအင်ဂျီဝေးပေးရမှာဗောနော်အဲဒါဆိုရင်ဒီဘက်ကအင်ဂျီနီယာလေးကိုတစ်ချက်ပြန်နေအနေပြီးတော့ဓမ္မရအဲဘယ်လိုပြောမလဲနော်အဲဒါကတော့ယောက်ျားအင်ဂျီဗောနော်ဒီဘက်က woman ဆိုတာရှိတယ်ကျွန်တော်များလေးတစ်ချက်ရှိနော်အဲဒီအလဲဟာလေးဗောနော်အလဲစာကြောင်းလေးပြောင်းလိုက်ရင်ဒါကတော့မိမအင်ဂျီဖြစ်သွားပြီဗောနော်သူကမိမမဟုတ်တဲ့အတွက်တော့အဲသူနဲ့တော့လှမှာမဟုတ်ကျွန်တော်နှိပ်ပြလိုက်မယ်အဲတပုံဗောနော် โอเคဒါမျိုးလေးပေါ့เนาะဟာဒါဆိုရင်မိမအင်ကြီးဖြစ်သွားပြီအဲဒီထဲမှလေးတွေရှိတယ်ပေါ့เนาะဒီအင်ကြီးလေးတွေကိုလည်းထပ်ပြီးတော့ထဲတယ်နီလန်းလေးပေါ့เนาะဟာထပ်ပြပေးမယ်အဲဒါကတော့ဒီလောက်ပဲတကယ်လို့ဒီဘက်လေးမှာပေါ့เนาะဒီဘက်ကြောင်းလေးတွေတစ်ချက်တစ်နှစ်ကြည့်လိုက်အဲကျွန်တော်ရဲ့မိစေကလိုက်ရှာကြည့်ပေါ့เนาะအဲကိုလိုက်ပြီးဝိတ်ကြည့်ဘယ်အင်ကြီးလေးကကြိုက်လဲတောင်းတောင်းနဲ့အကြိုက်လဲမတူဘူးပေါ့လားအဲဒါကြောင့်အိုကျွန်တော်မိစေကလိုက်ရှာအဲဘယ်ပုံလေးကိုကြိုက်လဲဘယ်ပုံလေးသဘောကျလဲပေါ့เนาะဒီထဲမှာရှိတယ်ဒီအင်ကြီးလေးကိုလည်းအဲထပ်ပြီးတော့ယူရမယ့်နေရာလေးကိုထပ်ပြပေးမယ်ပေါ့เนาะ ဟုတ်ကဲ့ပါအဲဒီဘူလေးကဒီလောက်ဆိုရင်မိတ်ဆွေနားလည်သဘောပေါက်မယ်လို့မျှော်လင့်ပါတယ်အနောက်ကလည်းလိုက်လို့တက်လိုက်မယ်လို့လည်းမျှော်လင့်ပါတယ်ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်